မင်္ဂလာပါရှင်ကျမတို့ရဲ့မိုးသားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံသားပိုင်နဲ့နေမြေအငင်းပွားမှုများလက်ရှိအချိန်အထိဆက်လက်ဖြစ်ပွားလျက်ရှိနေပါတယ်။ဒီရောက်တဲ့ဖိုင်နယ်မှာထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံသားလက်ရှိဖြစ်ပွားနေတဲ့အငင်းပွားမှုနောက်ဆုံးအခြေအနေနဲ့ထိုင်းဝန်ကြီးချုပ်ကဘာတွေပြောဆိုထားသလဲဆိုတာကိုဖော်ပြပေးပါမယ်။ဒီအစီအစဉ်လေးမစတင်ခင်ကျမတို့ချန်နယ်ကို like subscribe နဲ့ share ပေးကြပါအောင်ပရိသတ်ကြီး။ အမေရိကန်သမ္မတဒနယ်ထရန့်ရဲ့ဂျာဝင်ဖြန့်ဖြေးပေးမှုများကြောင့်ရရှိခဲ့တဲ့ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံသားအပြစ်ခတ်ရဲစေးဟာလက်ရှိအချိန်မှာကျိုးပြတ်သွားပြီးအငင်းပွားလျက်ရှိနေတဲ့နေဆက်ဒေတာမှာနိုဝင်ဘာလ12ရက်နေ့ကတိုက်ပွဲတွေတကြော့ပြန်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာနေဆက်ဒေတာမှာပိုင်နဲ့နေမြေအငင်းပွားမှုများနှစ်အတန်ကြာဖြစ်လာခဲ့ပြီးရဲ့နောက်2025ခုနှစ်ဇူလိုင်လမှာနှစ်နိုင်ငံစစ်တပ်ကြားပြန်လည်တိုက်ခိုက်မှုများဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံကမ္ဘောဒီးယားနိုင်ငံသားငါးရက်ကြာပြန်လည်တိုက်ခိုက်မှုများဖြစ်လာခဲ့ပြီးတဲ့နောက်အမေရိကန်သမ္မတရဲ့ဂျောင်းဝင်တိုက်တွန်းမှုများကြောင့်ပြစ်ခတ်ရစေဖို့သဘောတူညီခဲ့ပြီးတွေ့ဆုံဆွေးနွေးခဲ့ပါတယ်ထိုင်းနိုင်ငံကမ္ဘောဒီးယားနိုင်ငံသားအပြစ်ခတ်ရစေရေးလက်ခံခဲ့ပေမဲ့တနိုင်ငံသားမှာအငင်းပွားမှုများဆက်လက်ရှိနေခဲ့ပြီးဆွဆဲပြစ်တင်မှုများရှိနေခဲ့ပါတယ်။ ဒါပေမဲ့မလေးရှားနိုင်ငံကအာရှအဖြစ်လက်ခံကျင်းပတဲ့အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကိုရိုင်းလာရောက်တရားချိန်တွင်တနိုင်ငံသားဖြစ်ခဲ့ရစေကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာအမေရိကန်သမ္မတရှိမှအဖြစ်ခဲ့ရစေစာချုပ်ချုပ်ဆိုခဲ့ပေမယ့်အငင်းပေါမှုများဆက်လက်ရှိနေခဲ့ပါတယ်။အထူးသဖြင့်တနိုင်ငံသားပိုင်နက်နေမြေတမန်ရင်အငင်းပွားနေရနေရာတွေမှာဖြန့်ကျက်ချထားတဲ့လက်နက်ကြီးတွေပြန်လဲရုပ်သိမ်းရင်းနဲ့ မြေမြောက်မှရှလျေးစားတဲ့ပြဿနာတွေရှိနေဆဲဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်းအငင်းပွားနေတဲ့မြေမှာမြေမြောက်မှပောက်ကွယ်မှုနဲ့ပတ်သက်ပြီးထိုင်းစစ်သားတအူထေရရရှိခဲ့ရကနေတဆက်အပြန်အလှန်ပြစ်တင်ဝေဖန်မှုများဖြစ်လာခဲ့ပြီးနိုမာလာစနေရနေ့မှာအပြန်အလှန်ပြစ်ခတ်မှုများရှိခဲ့ပြီးအနည်းဆုံးတအူတေဆုံက၅ဦးထေရရခဲ့တယ်လို့သိရပါတယ်။ ထိုင်းအစိုးရဟာမြေမြုပ်မိုင်းပတ်ကွယ်မှုကြောင့်ထိုင်းစစ်သားတအူတရားရရှိခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားနိုင်ငံနဲ့ချုပ်ဆိုထားတဲ့အပြစ်ခတ်ရေးစည်ရေးသဘောတူညီမှုစာချုပ်ကိုရက်ဆိုင်လိုက်တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ထိုင်းဝန်ကြီးချုပ်အနုတင်ကိုရိုင်းကကမ္ဘောဒီးယားနိုင်ငံနဲ့ရရှိခဲ့တဲ့အပြစ်ခတ်ရေးစည်ရေးသဘောတူညီမှုနဲ့ပတ်သက်ပြီးထိုင်းနိုင်ငံဘက်ကပြန်ဆွန်သွားပါပြီ။ထိုင်းအစိုးရဟာသဘောတူညီချက်မှာပါတဲ့အချက်တွေကိုအကောင့်ထည့်ဖော်တော့မှာမဟုတ်ပါဘူး။ထိုင်းနိုင်ငံဟာကိုပိုင်လုပ်ငန်းစဉ်အတိုင်းဆုံးဖြတ်လုပ်ကိုင်းသွားမယ်။ ထိုင်အစိုးရဟာထိုင်စစ်တရဲလုံရဲတွေနဲ့လုပ်ငန်းတွေကိုလည်းအပြေအဝါထားခံသွားမယ်လို့ပြောပါရယ်။ထိုင်အစိုးရဘက်ကအပြစ်ခံရစရေးသဘောတူညီချက်များကိုအဆုံးသတ်လိုက်တယ်လို့သတင်းထုတ်ပြန်ခဲ့ပြီးရနောက်တရက်အကြာနိုဘာလ12ရက်နေ့မှာပဲနေဆက်ဒေတာမှာအပြည့်အလက်ပြစ်ခတ်မှုများစတင်ဖြစ်လာခဲ့ပြီးစွပ်စွဲဝေဖန်မှုများရှိလာခဲ့ပါရယ်။ကမ္ဘောဒီးယားစစ်တပ်ကတော့ထိုင်းစစ်တပ်ဟာကမ္ဘောဒီးယားနယ်စပ်မှာနေထိုင်သူတွေကိုစတင်ပြစ်ခတ်ခဲ့တယ်လို့ဆက်ဆက်ပြောဆိုထားပြီးထိုင်းဘက်ကငြင်းဆန်ထားပါတယ် မ္ဘောဒီးယားစစ်တပ်ရဲ့ပြောရေးဆိုခွင့်ရှိသူတဦးကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းထိုင်းစစ်တပ်ဟာရန်စားတဲ့ပြည်မှုလုံရက်တွေကိုလုံဆောင်ခဲ့တယ်။ငြိမ်းချမ်းရေးသဘောတူညီမှုများကိုချိုးဖောက်တာတွေလုပ်လာခဲ့တယ်လို့ပြောပါရယ်။ထိုင်းစစ်တပ်ပြောရေးဆိုခွင့်ရှိသူကတော့ကမ္ဘောဒီးယားစစ်တပ်ရဲ့ပြောဆိုချက်တွေကိုညှဉ်းဆဲထားတယ်လို့သိရပါရယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံသားနေဆက်ဒေသအငင်းပွားမှုများနဲ့ပတ်သက်ပြီးအပြန်အလှန်ပြစ်ခတ်မှုများရှိနေချိန်မှာ ထိုင်ဝမ်ကြီးချုပ်အနုတင်ဟာတရုတ်နိုင်ငံကိုချစ်ကြည်ရိတ်ခီးဆင်သွားရောက်ခဲ့ပြီးနေဆက်ဒေတာအငင်းပွားမှုများနဲ့ပတ်သက်ပြီးကြိုတင်ပြင်ဆင်ထားပြီဖြစ်တယ်လို့လူသိရှင်ကြားပြောဆိုထားပါတယ်။ထိုင်နဲ့ကမ္ဘောဒီးယားနိုင်ငံသားစီအာနဲ့ဆလနဲ့ပစ္စည်းတောင်းတင်မှုနိုင်ရှိရင်ထိုင်နိုင်ငံဘက်ကအစအစအရရတာလွန်လျက်ရှိနေပါတယ်။ထိုင်ဝမ်ကြီးချုပ်ကကျွန်တော်တို့ဟာကမ္ဘောဒီးယားနဲ့ဖြစ်ပွားခဲ့တဲ့အငင်းပွားမှုနဲ့ပတ်သက်ပြီးအကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ထိုင်းနိုင်ငံဟာအခြားနိုင်ငံကိုကျူးကျော်ဖို့ရည်ရွယ်ချက်မရှိပါဘူး။ဒါပေမဲ့ကျွန်တော်တို့အချုပ်ချာပိုင်းတဲ့တွေကိုချိန်ချတာမျိုးလဲခွင့်ပြုမှာမဟုတ်ဘူး။အထူးသဖြင့်ထိုင်းပြည်သူတွေနဲ့ထိုင်းစစ်သားတွေဘေးရန်ကြာရောက်တာမျိုးကိုခွင့်ပြုမှာမဟုတ်ဘူး။အပြန်အလှန်ပြစ်ခတ်မှုများနဲ့ပတ်သက်ပြီးအစီအစဉ်တွေလည်းရေးဆွဲထားပြီးဖြစ်ပါတယ်။ရဲသားတွေကိုကဲထုတ်ရေးပါဝင်အခြေအနေအရရတ်ထိရောက်စွာလှုပ်ရှားသွားမယ်လို့ပြောဆိုထားပါတယ်။ ထိုင်းပြည်သူများဘေးကင်းလုံခြုံစေဖို့လိုအပ်တဲ့အရာမင်းသမီးကိုလောက်ကင်သွားမယ်လို့လည်းထိုင်းဝန်ကြီးချုပ်ကပြောပါရယ်ထိုင်းဝန်ကြီးချုပ်အနုတင်ကကျွန်တော်တို့ဟာလည်းရှိတဲ့အချိန်မှာကမ္ဘောဒီးယားနိုင်ငံနဲ့ဖြစ်နေတဲ့အငင်းပွားမှုများတင်မမှုများအတွက်ငြိမ်းချမ်းစေဖို့မျှော်လင့်နေတိုက်ပွဲအတွက်လည်းကြိုတင်ပြင်ဆင်ထားရယ်ကျွန်တော်ဟာဝန်ကြီးချုပ်ဖြစ်စတဲ့တာဝန်ယူချိန်ကလေးကစစ်တပ်ကိုလုံပိုင်းခွင့်အပြေအဝါပေးထားတယ်လို့ပြောဆိုထားပါရယ်ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့ဟာ ကုန်းပြည်ချင်းမိုင်ပေါင်း900ကျော်ထိဆန်းနေပြီးကမ္ဘောဒီးယားနိုင်ငံကိုပြင်သစ်နိုင်ငံကကိုလိုနီဖြစ်အုပ်ချုပ်ချိန်တုန်းကရေးဆွဲခဲ့တဲ့မြေပုံကိုထိုင်းနိုင်ငံဘက်ကလက်ခံခြင်းမရှိတဲ့အတွက်နေပေါင်းများစွာကြားအငင်းပွားနေခြင်းဖြစ်ပါတယ်ထိုင်းဝန်ကြီးချုပ်ရဲ့ပြောစကားရရဆိုရင်ထိုင်းနိုင်ငံဟာလိုအပ်ရင် အမေရိကန်သမ္မတရဲ့ PRP ချိန်ချမှုများကိုလည်းစိုးရိမ်မိမိပုံစံမျိုးမရှိဘဲစီရင်နီလန်သုံးမဲ့အခြေအနေမျိုးရှိလာနိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။အမေရိကန်သမ္မတဒိုနယ်ထရန့်ဟာ ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြားအပြစ်ခတ်ရဆေးရေးရယူနိုင်အောင်ချိန်ချောက်ဖိအားပေးမှုများရှိခဲ့ပြီးအပြစ်ခတ်ရဆေးရေးရယူခြင်းမရှိဘူးဆိုရင်တနိုင်ငံစလုံးကိုကုန်သွယ်ခွန်တိုးမြှင့်ကောက်ခံသွားမယ်လို့တတိပေးခဲ့ပူပါတယ်။လက်ရှိအချိန်မှာထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြားဖြစ်ပွားနေတဲ့အငြင်းပွားမှုများဘာတွေဆက်ဖြစ်လာမလဲဆိုတာစောင့်ကြည့်ရဖွယ်ရှိနေပါတယ်။